အားလုံးပဲမင်္ဂလာပါဒီဗီလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ဖုန်းသလုံးထဲနဲ့ reaction video တွေကိုဖန်တီးချင်တယ်ဘယ်လိုမျိုးချက်တွေလိုအပ်လဲပေါ့နော် sharing လုပ်ပေးပါလို့တောင်းဆိုရတဲ့အတွက်ကျွန်တော် sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့ဖုန်းသလုံးထဲနဲ့ reaction video ဖန်တီးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ reaction ကိုယ့်ရဲ့ဖုန်းကပေါ့နော်ဒါ quality ကောင်းဖို့လိုတယ် performance ကောင်းဖို့လိုတယ်ပေါ့နော်လုံးဝအမြင်မဟုတ်တာတော့မှာပဲအလယ်စင်းလောက်ကောင်းနေဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖုန်းသလုံးထဲနဲ့အခုလိုမျိုးဝက်ကန်ယူမယ် record ယူမယ်ဆိုရင်ဖုန်းက၄တယ်ပေါ့နော်ဒါကြောင့်နံပါတ်၁အနေနဲ့ဖုန်းစလုံးနဲ့ reaction video ဖန်တီးခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းရဲ့ quality ကတော့အသင့်အသင့်ကောင်းနေဖို့လိုအပ်တယ်။ Okay နောက်တစ်ချက်က mic ပေါ့နော် mic ကဒီလိုမျိုး mic ကလေးတွေဝယ်နိုင်ရင်လည်းကောင်းတယ်။ဒါမှမဟုတ်လို့မဝယ်နိုင်ဘူးအဲဒီလိုမျိုး mic နဲ့လည်းရတယ်။အဲ့ဒါဆိုရင်နားထောင်မယ်ဒါကပြောမယ်ပေါ့နော်โอเคအဲဒီလိုမျိုးမိုက်ကျိုးနေလေကိုယ့်ရဲ့ဖုန်းမှာထိုးပြီးတော့ဒါအသုံးပြုလို့ရတယ်ပေါ့နော်ဒါကနံပါတ်1ချက်ပေါ့နော် โอเคဒါဆိုရင်နံပါတ်3အချက်ကအဲဘယ်လိုမျိုးလုပ်လဲဆိုအခုလိုမျိုးကျွန်တော်ပြောနေတဲ့လိုမျိုးဝက်ကန်နေနေပေါ့နော်ဗီဒီယိုကင်မရာကဒါဖုန်းဒရုန်းနဲ့လုပ်နေတာဖြစ်တယ်ကိုယ်ကိုယ်ရုပ်ကိုကိုပြန်ရိုက်ဖို့အတွက်လိုသေးတယ်ပေါ့နော်လိုတာဖြစ်သူဝက်ကန်နေနဲ့သုံးရမယ်ဝက်ကန်သုံးဖို့အတွက်ကျွန်တော်ကအက်ကလေးတစ်ခုဟိုဒါ Play Store မှာတွားပြီးတော့ download ဆွဲရမယ်ပေါ့နော်โอเคဘယ်အက်လဲဆိုတော့ဒီမှာပေါ့နော် Play Store မှာဒါကကျွန်တော်က record unit ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့ message က Play Store မှာဒီတိုင်းရိုက်ရှာလိုက် အဲဒီလိုမျိုးလေးပေါ့နော်အဲ့အာရော့ကော်ဒါပေါ့အဲဒီတိုင်းပေါ့နော်ရော့ကော်ဒါတွေကအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့အဲ့အာရော့ကော်ဒါကတော့အဲအဲ့အဲ့ရော့ကော်ဒါကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်အဲ့ရော့ကော်ဒါလည်းရှိတယ်အဲ့အာရော့ကော်ဒါလည်းရှိတယ်ပေါ့နော်အဲ့နှစ်ခုတည်းကတစ်ခုခုကိုဒါကျွန်တော်ရဲ့မိတ်ဆွေကအသုံးပြုပါဒီရော့ကော်ဒါတွေကကောင်းတယ်ပေါ့နော်โอเคဒါဆိုရင်အခုလိုမျိုးပေါ့နော်ဒါကျွန်တော်ရဲ့ဒီသုံးချက်ရထားပြီဆိုရင်ဖုန်းသလုံးနဲ့နဲ့လူရရှင်ဗီဒီယိုကိုဖန်တီးလို့ရပါပြီ ဒီနေ့တော့ဒါကျွန်တော် setting chain နဲ့နည်းလမ်းလေးကိုအဓိက setting chain နဲ့နည်းလမ်းလေးကို share နဲ့လုပ်ပေးမှာပေါ့နော်ဒီ recorder ကိုဒါ setting chain နဲ့နည်းလမ်းလေးကို share နဲ့လုပ်ပေးမယ်နောက်ရကြရင်ကျွန်တော်ဒီ recorder ကို setting chain တက်ပြီးသွားပြီဆိုရင် အဲဗီဒီယို reaction ဗီဒီယိုနော်ဟာတာဗီဒီယိုပဲဖြစ်ဘယ်လိုမျိုးဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်ဗီဒီယို edit တဲ့နီးလမ်းကိုဒုတိယအပုတ်အနေနဲ့တင်ပြမယ်ပေါ့နော်ဗီဒီယိုရင်းရှည်သွားမှကြောက်တယ်တော့ပေါ့နော်ဒီနေ့တော့ setting ကျွန်တော်ရဲ့ message ကဒီ၃ချက်ကိုအရင်လုပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီ app claim မှာဒါ setting chain နဲ့နီးလမ်းလေးကိုကျွန်တော် sharing လုပ်ပေးမယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီ app လေးရဲ့ setting chain နဲ့နီးလမ်းလေးကို sharing လုပ်ပေးမယ်ဒီ app လေးကိုဒါကျွန်တော်ရဲ့ message က play store မှာ download ဆွဲလိုက် play store ကိုသွား အဲတော့ပြီးတော့ချက်ပါလေးမှာဒီတိုင်းရေးလိုက်ပေါ့နော်အဲ့ရီကော်ဒါတော့ရေးလိုက်လေရတယ်အဲ့ရီကော်ဒါလေးရေးလိုက်လေရတယ်သူကနှစ်ခုရှိတယ်ပေါ့နော်အဲ့အာရီကော်ဒါဆိုတာလည်းရှိသေးတယ်အဲဒီလိုမျိုးပေါ့နော်လိုက်ချလိုက်အဲ့ကျွန်တော်ရင်းမစဲဒီကောင်လေးလည်းမစိုးပါဘူးအဲ့ဒီကောင်လေးလည်းသုံးလို့ကောင်းပါတယ်โอเคဒါလေးနဲ့ပဲကျွန်တော်ပြပေးမယ်အဲ့အာရီကော်ဒါပေါ့နော်အဲ့ဒါလေးရိုက်ချလိုက်ရိုက်ချလိုက်ပြီးတော့သူ့ကိုဒါကျွန်တော်ရင်းမစဲက install တင်လိုက်ပေါ့နော်အမီကာပဲလည်းတော့မများပါဘူး install တင်တာလည်းခဏပါပဲအဲ့ဒါလေးပေါ့နော်ဖိုင်ဆက်ကလည်းတော့လည်းမကြည့်ပါဘူးဒါပေမဲ့သူကတော်တော်လေးအဲအသုံးဝင်နေဗျာ အဲကျွန်တော်တို့ Facebook Messenger တွေမှာစကားပြောတဲ့ချိန်တွေ record ဖမ်းတဲ့ခါလေးဆိုတော့အဆင်ပြေတယ်ဗျာ။သူကရုပ်ကောအတန်ဟောပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီတိုင်းရလာပြီ။သူ့ setting ချိန်မှာဖြစ်ရတော့ open လေးကိုနှိပ်လိုက်ပေါ့နော်။အတခါလဲကျွန်တော်ချိန်ပြမဒီနေ့တော့အခြေခံသဘောတရားအနေနဲ့အဲဒီ AI setting ချိန်ကြီးကို sharing လုပ်ပေးမယ်။အနောက်ရက်ဒီကြရင်တော့ကျွန်တော်အဲ video edit တဲ့နေ့ပေါ့နော်။ reaction video ကိုဖွင့်သလိုနဲ့ edit တဲ့နေ့ကိုမျှောက်ပေးမယ်။ဒီလိုမျိုးပေါ်လာမယ်။အဲကြက်ချစ်ကက်ကိုနှိပ်မယ်။ Okay ဒီတိုင်းလေးပေါ်လာမယ်။အဲပေါ်လာတာနဲ့သူကဒီမှာဖွင့်ခိုင်းနေတယ်နော်။ အဖွင့်ခိုင်းနေတာဖြစ်တယ်အောက်ကအန်တီအန်တီပဲပေါ့နော်အနီရောင်လေးနဲ့နေရာကိုတစ်ချက်နှိပ်အဲဒါဆိုရင်သူကဒီလိုမျိုးလေးပေါ်လာမယ်အဲပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မရှိကလက်ကလေးနဲ့ဒီအက်ကလေးကိုပေါ့နော်ဒါကျွန်တော်တို့ဖွင့်ပေးရမယ်ဒါဆိုရင်ဒီနေရာလေးမှာနည်းနည်းလေးဆွဲတင်လိုက်ပေါ့နော်အဲ့ဒီအက်ကလေးကိုလိုက်ရှာလိုက်အဲ့အိရာရော့ကော်တာပေါ့နော်ဒါဆိုရင်သူ့ကိုနှိပ်နှိပ်ပြီးတော့သူကပါမရှင်ပေးခိုင်းတာပေါ့နော်ဒါလေးကိုဖွင့်ပေးလိုက်ပြီးရင်ဖုန်းရဲ့ဘက်ကလေးနဲ့နောက်ကိုဆုပ်အဲ့ပြီးတော့ရင်နောက်တစ်ချက်ပြန်ဆုပ်တစ်ခါတည်းအကုန်လုပ်ပေးပါပေါ့နော်ဒီနေရာမှာဒါဆိုရင်အလောင်းလေးကိုတစ်ချက်ပေးအဲ့နောက်တစ်ချက်အပေါ်ကအလောင်းလေးကိုပဲတစ်ချက်ပေးမယ် โอเคဒီတိုင်းလေးပေါ်လာမယ်ဒါဆိုရင် recorder စပြီပေါ့เนาะစပြီဆိုရင် recorder လေးကိုတစ်ချက်နှိပ်လိုက်အဲဒီတိုင်းလေးနှိပ်မယ်ဆိုရင်အဲဒါအပေါ်ဆုံးကြောင်းလေးကိုတစ်ချက်နှိပ်အဲဒါဆိုရင် तू ကဒီလိုမျိုးလေးပေါ်လာမယ်ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့ record ဖမ်းလို့ရိုက်ပေါ့เนาะဟာကျွန်တော်ကမဖမ်းသေးဘူးဒီဘက်ကာဆယ်ကိုနှိပ်မယ် setting လေးတစ်ချက်ချိန်ရဲပေါ့เนาะအဲဒီတိုင်းလေးနှိပ်မယ်ဒါဆိုရင် okay လေးပေါ့เนาะအဲဒါကတော့ကျွန်တော် record မြူသေးဘူးเนาะအမြူသေးတာဖြစ်တဲ့အတွက် तू ကလိုက်ပြတယ်ဒါဆိုရင်ကျွန်တော် setting ပိုင်းချိန်နေနီလန်းလေးကိုထပ်ပြပေးမယ်เนาะအဲဒါဆိုရင်ဒီဘက်မှာ video ပုံလေး तू ကပေါ်နေတယ်เนาะအဲမှာ video ပုံလေးပေါ်လာပြီ โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီအဲပေါ်လာဆိုရင်အဲဆိုရင်ဒီဘက်ကစုတ်တန်လေးကိုကျွန်တော်ရဲ့မြေကတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ရင်သူကဒီမှာစုတ်တန်လေးပေါ်လာပြီစုတ်တန်လေးကတော့ကျွန်တော်တို့ထိုးပြနေတာလေးပေါ့နော်စုတ်တန်လေးကိုနှိမ့်လိုက်အနှိမ့်လိုက်ရင်အောက်မှာအဝိုင်းလေးတွေရှိတဲ့အချုံလေးတွေဥပမာကျွန်တော်မြားလေးကိုနှိမ့်လိုက်လက်ကလေးနဲ့မြားလေးကိုနှိမ့်နှိမ့်ပြီးကျွန်တော်ပြချင်တဲ့နေရာလေးသူတို့ထိုးတယ်ပေါ့နော်အဲဒါဆိုရင်ဟိုထပ်ဝိုင်းပြချင်တယ်ဆိုရင်ဒီဘက်ကအဝိုင်းလေးပေါ့နော်အဲဒီတိုင်းလေးအဝိုင်းလေးတွေဒီမှာလေးတောက်လေးတွေအဲဒါလေးတွေကတော့ကျွန်တော်ကလှုပ်လို့ရတော့ထပ်ပြပေးတာပေါ့နော် အဲဒါမှမဟုတ်ဒီအယောင်လေးတွေမကြိုက်ဘူးဆိုရင်လည်းကျွန်တော်ရဲ့မစ္စကာဒီမှာကျွန်တော်မြားလေးတစ်ချက်ကြီးအဲအဝိုင်းလေးမှာနော်ဒါကကျွန်တော်တို့လုတ်ပြနေတယ်လို့မျိုးနော်အဲကျွန်တော်ရဲ့မစ္စကာအစိမ်းဆိုရင်အစိမ်းအနီးဆိုရင်အနီးသူကအဲဒီလိုမျိုးလိုက်ပြမယ်ပေါ့နော်โอเคဒါကသဘောတရားနားလိုက်မယ်နော်အဲစုတ်တန်ရဲ့အကြောင်းလေးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရပြီရပြီဆိုရင်ကျွန်တော်သူ့ဖြတ်ချင်တယ်ဆိုရင်ဒီမှာချက်ချီကလေးရှိတယ်နော်အဲချက်ချီကလေးနှိမ့်လိုက်ရင်ဒါသူကပြတ်သွားတယ်ဒါပေမဲ့ဒီစုတ်တန်လေးကမပြတ်သေးဘူးပေါ့နော်အဲစုတ်တန်လေးကထားထားမယ်โอเคဒါဆိုရင်စုတ်တန်လေးသဘောတရားနားလိုက်ပေါ့နောက်တစ်ချက်ကကျွန်တော်တို့ဝက်ကန်ပေါ့နော်โอเคဝက်ကန်ဆိုရင်အဲ့ဒီဝက်ကန်ကိုနှိမ့်လိုက် ဘက်ကနေလိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒါလေးကိုတစ်ချက်နှိပ်ဒါကတော့နံပါတ်1စတင်ချိန်ပြရ။ Okay ဒါဆိုရင်ဘက်ကံဖွင့်လိုက်တဲ့ကျွန်တော်ရဲ့မျက်နှာပေါ်လာပြီပေါ့နော်။အဲကျွန်တော်ရဲ့မျက်နှာဒါဖုံးသလုံးထဲပဲနော်။ကျွန်တော်ရဲ့မျက်နှာတက်ပေါ်လာပြီ။ပေါ်လာပြီဆိုရင်အဲ့ဒီဝက်ကံလေးရဲ့ပေါ်တစ်ချက်နှိပ်လိုက်။နှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်။အရှိနောက်လှည့်ကျင်နေဆိုရင်ကျွန်တော်ရဲ့မျက်စိကဒါလေးကိုလှိမ့်နှိပ်လိုက်ရင် over shape ကိုပြပေးတယ်ပေါ့နော်။အဲဒါလေးနှိပ်လိုက်။ဒါဆိုရင်အရှိဘက်ခြံပေါ့နော်။ဒါဆိုရင်ကျွန်တော်ဘက်ခြံကိုဒါကျွန်တော်ရှေ့မှာတော့ကွာယူနေတာပေါ့နော်။အဲဒါဆိုရင်ကျွန်တော်ဘက်ခြံကိုပြန်လာတယ်။ဒါဆိုရင်ကျွန်တော်ရဲ့မျက်စိက ါ၄တောက်လေးဖြစ်နေတယ်ပေါ့နော်၄တောက်ကစင်မပြေဘူးအဝိုင်းလေးဆိုရင်လည်းအဲ့ဒီပေါ်ချက်ထနေလိုက်နေပြီးတော့ဗတ်စတင်ပုံလေးရှိတယ်နော်စတင်လေးကိုချက်နေအဲ့နေပြီးတော့ကျွန်တော်ပြောပြမအဝိုင်းလေးကိုချက်ပြောင်းမိလိုက်အဲအဝိုင်းလေးဆိုအဝိုင်းလေးဖြစ်သွားပြီနော်အဲတရားမှာဖစ်တာလေးတွေဖက်လေးတွေထည့်လို့ရတယ်နော်ကျွန်တော်ကတော့မထည့်တော့ဘူးနော်ဒါဆိုရင်ကျွန်တော်ပြောချင်တော့မှဒါတွေကလိုက်စံကစားကြည့်ပေါ့နော်ပြီးပါရင်အမှန်ချစ်လေးချစ်ပြလိုက်โอเคဒါဆိုရင်ကျွန်တော်ရဲ့ပုံလေးအဝိုင်းလေးနဲ့ရသွားပြီเนาะဒါဆိုရင်ဥရရှင်ဗီဒီယိုဖန်တီးတဲ့နေရာမှာ तू ကအရင်လိုလိုအပ်သွားပြီပေါ့เนาะ အနောက်တစ်ချက်ကအရှိမပြခဲ့တယ်လို့ပဲမိုက်ကလေးပေါ့နော်မိုက်ကလေးနဲ့တက်ပြီးတော့ reaction video တွေကို900လောက်ဒီနေရာကလောက်အဲကျွန်တော်တို့ပြနေတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲဒါဆိုရင်လုံလို့ရသွားပြီပေါ့နော် Okay ဒါဆိုရင်သူကဒီနှစ်ချက်ကဒီလောက်ပဲနော်ဒါလည်း subscribe ချက်ကတော့ပြဿနာမရှိကြိုက်သူမကြိုက်လို့ရတယ်နော်အဓိကတော့အဓိကကအဲ့ဒီနှစ်ချက်ပေါ့နော် Okay ဝက်ကန်နဲ့ဒါနဲ့နှစ်ချက်ပေါ့နော်အဲ့ဒီဝက်ကန်ကလည်းဘာမှရှိလဲဆိုတော့ဒီမှာလည်းရှိတယ်နော်နောက်ဆိုရင်ဒီထဲမှာထည့်တဲ့နေပေါ့နော်အဲ video edit တဲ့နေမှာကျွန်တော်ထပ်ပြီးတော့မြောက်ပြီးမယ်အဓိကဝက်ကန်ပေါ်သွားပြီပေါ့မပေါ်ဘူးဆိုရင်ဒီနေရာကဒါလေးဖွင့်ပြလိုက်ပေါ့နော် โอเคဒါဆိုရင်အောက်က setting byte တချို့အဲထပ်ပြီးတော့ချိန်မယ် setting byte ဆိုရင်ကျွန်တော်မြားလေးတစ်ချက်ကြည့်နော်အဲ setting လေးကိုတစ်ချက်နှိပ်မယ်အဲ setting လေးကိုနှိပ်လိုက်ရင်သူကဒီလိုမျိုးလေးပေါ်လာတယ်ပေါ့နော်အပေါ်လာကျွန်တော် webcam ကိုပိတ်ချင်တယ်ဆိုတော့ပိတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့မပိတ်သေးဘူးထားတာပေါ့နော်โอเคဒါဆိုရင် setting byte လေးကပေါ်လာတယ်ပေါ်လာဆိုရင်ဒီပေါ်ကအဲ mic setting လေးကိုတစ်ချက်နှိပ်မယ်သူကအရင်ရေးကြည့်တယ်ဗျအဲ mic setting လေးကိုနှိပ်ပြီးတော့အဲကျွန်တော်ရေးမရှိကအဲဒီနေရာမှာထားမယ်ဆိုရင် microphone ကတော့ဒါကျွန်တော်ပြောနေတဲ့အတန်ပဲချက်မယ်ဖုန်းလေးကပြန်ပြီးတော့ပြောတဲ့အတန်ဆိုမကြိုက်ရဘူးနော် reaction video ဖန်တီးတဲ့ချိန်ဆိုရင်သူကအဆင်ပြေပါဘူး โอเคဒါကတော့ကိုပြောတဲ့အတန်ပဲကြာမယ်ဒါကြတော့ဖုန်းထဲကထွက်တဲ့အတန်ပဲကြာမယ်ကိုပြောတဲ့အတန်လေးတော့မကြာရဘူးเนาะအဲတချို့ messenger မှာတော့ call ဖမ်းတဲ့ချိန်ကြီးအတန်မကြာတော့ဒါမျိုးတွေတည်းဖြစ်တယ်ပေါ့เนาะဒီကအဲ့နဲ့လည်းဖမ်းလို့ရပါတယ်โอเคဒါကသူပြောတဲ့အတန်ဖုန်းထဲကထွက်တဲ့အတန်မကြာမယ်ကိုပြောတဲ့အတန်မပါဘူးပေါ့เนาะဒါကတော့ကိုပြောတဲ့အတန်ပဲသွားမယ်ဖုန်းထဲကအတန်မပါဘူးပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်ရင်ဆိုတာဒီဘက်ဆုံဆုံထားလိုက်အဲဒီဆုံဆုံပေါ်တဲ့နေရာလေးပေါ့เนาะအဲဒီနေရာလေးကိုထားလိုက်မယ်ဆိုရင် ဒါကျွန်တော်ရင်းမရှိကဖုန်းထဲကပြောနေတဲ့အတန်လဲကြားမယ်ကိုပြောတဲ့အတန်လဲကြားမယ်ဒါ message မှာဖုန်းပြောလို့ဆိုရင်ဒီကောင်နဲ့ဖမ်းလို့ရတယ်ကိုဘက်ကပြောတာလဲကြားမယ်ကိုပြောတဲ့အတန်လဲကြားမယ်ပေါ့နော်โอเคဒါကတော့ဒီသဘောတရားပေါ့နော်အဲဒီဘက်က mute ကတော့ချက်ချိခက်ဖြစ်နေတယ်သူကရှင်းတယ်မဟုတ်ဘာသာမှမချရအောင်ပေါ့နော်အဲโอเคဒီနေရာကဒါလောက်ဆိုရင်ဒါကျွန်တော်ရင်းမရှိသဘောပေါက်မယ်ဒါဆိုရင်အောက်လေးနည်းနည်းလေးပေါ့နော်အဲဒီမှာ story you ဆိုတာလေးရှိသေးတယ်နော်အဲ့ story ဆိုရဲနဲ့အဲကျွန်တော်များလေးချက်ကြည့်နော်အဲဒီမှာအဲကျွန်တော်ပြပေးလိုက်မယ်အဲဒီလိုမျိုးလေးတွေပေါ့နော်အဲဒီနေရာလေးကိုလောက်ပါအဲဒီလိုမျိုးပေါ့နော် အဲ့ဒါဆိုရင်စတူဒီယိုလေးကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ဆိုမျိုးလေးမှတ်ပေးပါနော်အဲ့နောက်တစ်ချက်ကကျွန်တော်ရဲ့မိတ်ဆွေက noise ကလေးကိုလည်းနည်းနည်းထပ်ရှင်းလို့ရတယ် noise ကိုရှင်းမယ်ဆိုရင်အဲ့ဒီနေရာလေးပေါ့နော်ဒါအခုလိုမျိုးလေးတွေပေါ့နော်အဲ့ဒီလိုမျိုးလေးပြပေးလို့ရတယ်အဲ့ဒီကောင်လေးကပေါ့နော်အဲ့ပြပေးပြီဆိုရင်ဒါလေးအချက်ချက်လေးချလိုက်အဲ့ပြီးတော့အဲ့ဒီနေရာလေးပေါ့နော်အဲ့ချပေးလိုက်ဒါဆိုရင် noise တန်လေးဘေးတန်နေတယ်နည်းနည်းသက်သာတော့ပေါ့နော် okay ဒါကတော့စတင်ပိုင်းက mic နေရာတစ်ချက်ပေါ့နော်ဒါဆိုရင်ဖုန်းရဲ့ back key နဲ့နောက်ကိုတစ်ချက်စုံမယ် okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကအဲ့ဒါ mic setting ပေးပြီဆိုရင် video ရဲ့ quality ပေါ့နော် အဗီဒီယိုရဲ့ quality ရနဲ့အမြင့်ဆုံးထားတာကောင်းပါတယ်ဒါဆိုရင်ဗီဒီယို quality ကိုနှိပ်မယ်အဲတချို့ဖုန်းတွေကြတော့ 2K ထိရတယ်ဗျာကျွန်တော်မှာ1080ပဲရတယ်နော်ဒါဆိုရင်1080ကိုပြောင်းလိုက်အဲပြောင်းလိုက်ပြီးတော့ဒီအောက်က auto auto တွေပေါ့နော်ဒီ auto auto တွေကတော့ဒီ auto auto တွေကတော့ဒီတန်း auto ပဲထားလိုက်ပေါ့နော်ဒီနေရာမှာ auto ပဲထားကျွန်တော်တို့ကဝယ်ထားတဲ့ version မဟုတ်တဲ့အတွက်ဒီလောက်ပဲရတယ်ပေါ့နော် okay ဒါဆိုရင်ရပြီဆိုရင်ဒီမှာအမှန်ချစ်လေးချစ်ပေးလိုက်နော်အမှန်ချစ်လေးလည်းမချစ်လို့မရဘူးနော်ဒီမှာအမှန်ချစ်လေးရတော့ဒါကျွန်တော်မရှိဘူးပြင်မနေ အချစ်ပေးလိုက်အဲ့ဒီအမှန်ချစ်လေးကိုချစ်ပေးလိုက်အမှန်ချစ်လေးချစ်ပေးလိုက်မှပဲအဲဒါကသူကအတီးပြူတာပေါ့နော်โอเคဒါဆိုရင်နှစ်ချက်ရပြီပေါ့နော်ဒါဆိုရင်အကျွန်တော်တို့ရဲ့ video site တွေတစ်ချက်အမြင့်ဆုံးယူထားပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီနေရာလေးတစ်ချက်နှိမ့်မယ်နှိမ့်ပြီးတော့ဒါကိုဒီလိုမျိုးဆွဲထားလိုက်ဆွဲထားပြီးတော့ဒီဘက်ကအမှန်ချစ်လေးပေါ့နော်အပေါ်မှာအမှန်ချစ်လေးကိုချစ်ပေးလိုက်โอเคဒါက၃ခေတ်ပေါ့တချို့ဆိုအများကြီးရတယ်နော်ဒါ video တစ်ယောက်နဲ့တစ်ယောက်နဲ့အဲပုံရဲ့ quality တူပေါ်မူတည်ပြီးတော့ဒါရကြတာပေါ့နော်โอเคဒါလေးကတစ်ချက်နောက်တစ်ချက်ကအောက်မှာကတော့ဒါလေးကပြဿနာမရှိဘူးပေါ့နော် ဒါကျွန်တော်တွေကဒီကံတွေကဒီတိုင်းထားလို့ရပြီ။ Okay ဒါဆိုရင်စတင်ပိုင်းကအဲဒီလောက်ဆိုရင်ရပြီပေါ့နော်။ဒါဆိုရင်ဒီ app ကျွန်တော်တော့ပြန်ထွက်လိုက်မယ်။အကုန်လုံးထွက်လိုက်မယ်ပေါ့နော်။အဲဒါဆိုရင်ကျွန်တော်တို့ရှေ့မှာဖုန်းလေးကိုဘယ်နှနှိပ်ပြပါ။ဘယ်နှနှိပ်ပြပါဆိုရင်အဲဒါကျွန်တော်ဒီတိုင်းလေးပြခဲ့ပြီးခဲ့တာပေါ့နော်။အဲဒါဆိုရင်ဒီကင်မရာကိုကျွန်တော်တို့ကရှေ့မှာကျွန်တော်အတီထားခြင်းလေဆိုလည်းရတယ်ပေါ့နော်။ချိန်လို့ရတယ်။ချိန်မယ်ဆိုရင်ဒါဒီဘက်ဗီဒီယိုပုံလေးပေါ်နေတယ်ပေါ့နော်။အဲဒါနှိပ်နှိပ်ပြီးရင်ဒီမှာဂွားပုံလေးရှိတယ်နော်။အဲဂွားပုံလေးတစ်ချက်နှိပ်ဒီမှာဂွားပုံလေးပေါ်နေနော်။အဲဒီဂွားပုံလေးကိုတစ်ချက်နှိပ် အဲကွာပုံလေးနှိပ်ပြီးတော့ကျွန်တော်ရဲ့မရှိတာဒီမှာဗီဒီယိုကိုပိတ်ချင်တာဆိုရင်တော့အဲဒါကိုပိတ်လိုက်ရင်အဲဗီဒီယိုပိတ်သွားပြီနော်အဲဒါကကွာပုံလေးနှိပ်ပြီးတော့ပိတ်လိုက်တာโอเคဒါဆိုရင်ကျွန်တော်ရဲ့မရှိတာဒီအောက်မှာဒီစုပ်တန်ပုံလေးတစ်ခုရှိသေးတယ်နော်စုပ်တန်လေးကိုဖျောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီဗီဒီယိုပုံလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့အဲကွာကိုတစ်ချက်နှိပ်အဲစုပ်တန်လေးကိုနှိပ်လိုက်ရင်ဒါဆိုရင်စုပ်တန်လေးကလည်းအဲပျောက်သွားပြီနော်โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်သွားပြီနော်အဲဒါဆိုရင်ကျွန်တော်ရဲ့မရှိတာအဲ့ဒီ app လေးကိုဒါဆိုရင်ကျွန်တော်သင်တာမြင်တာဖျက်အောင်ဖုန်းကိုရှင်းပြလိုက်မယ်နော် ရှင်းပြီးတော့ကျွန်တော်ရဲ့မိစ္ဆာကစကွေရော့ကော့စပြီးတော့အသုံးပြုတော့မယ်ဆိုရင်အဲ့ဒီရော့ကော့တာကိုနှိပ်မယ်အနှိပ်ရင်အဲသူကဒီလိုမျိုးလေးတက်ပေါ်လာပြီအဲပေါ်လာပြီဆိုရင်ဒါစတင်မဲ့ချိန်မီဒီလိုလေးပဲပေါ်တော့မယ်နော်အဲပေါ်တော့မယ်ဆိုရင်ကျွန်တော်မိစ္ဆာကအဲ့ဒါကိုနှိပ်နှိပ်ပြီးတော့ဒီမှာစတင်ပုံလေးအခွားပုံလေးပေါ့နော်အဲ့ဒါနှိပ်အခွားပုံလေးတစ်ချက်နှိပ်အလိုအပ်တာကတော့စုပ်တန်လေးရလဲလိုတယ်ဗျအဲ့ဒါဆိုရင်စုပ်တန်လေးကလည်းမဖြစ်မနေပေါ်ထားရမယ်ဒါဆိုရင်စုပ်တန်လေးကပေါ်လာပြီโอเคနောက်တစ်ချက်က reaction video ဖန်တီးခြင်းလာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မျက်နှာပြခြင်းလာဆိုရင်အဲ့ဒီ video ပုံလေးတစ်ချက်ပြန်နှိပ်ဘွားကိုနှိပ် နှိပ်ပြီးတော့အပေါ်ကဝက်ကန်လေးပေါ့နော်အဲဒီဝက်ကန်လေးကိုဒါကျွန်တော်ရေးမိစကနှိပ်ပြလိုက်နှိပ်ပြလိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရေးမိစကကိုယ့်ရဲ့ကင်မရာလေးကိုတစ်ချက်သွားကြည့်အဝါစက်တေးလေးကိုတစ်ချက်နှိပ်အဝိုင်းလို့ကျင်တာဆိုအဝိုင်းထားပေါ့နော်โอเคဒီတိုင်းလေးပေါ့နော်โอเคဒီဗီဒီယိုလေးကတော့အဲဒီလောက်ပဲပေါ့နော်အဓိကကတော့ကျွန်တော်တို့အခုလိုမျိုးကင်မရာဆိုရဲကိုယ့်ရဲ့ဖုန်းက quality ကောင်းမယ်ဆိုရင်လည်းဒါကင်မရာကရုပ်ထွက်ကောင်းမယ်ပေါ့နော်ကျွန်တော်ရဲ့ကင်မရာကမကောင်းတဲ့အတွက်ကင်မရာမကောင်းတဲ့အတွက်ရုပ်ထွက်မကောင်းဘူးပေါ့နော်โอเคနောက်တစ်ချက်ကနှကြက်ပေါ့နော် အဲ့နှစ်ချက်ကလည်းကောင်းရင်ကောင်းသလိုပေါ့နော်ဒါကိုသုံးတဲ့ပစ္စည်းတွေပေါ်မူတည်ပြီးတော့ဒါကောင်းရင်ကောင်းတဲ့ပေါ်မူတည်ပြီးတော့အည်သွေးကတော့ကောင်းနေပဲပေါ့နော်အဲ့ကျွန်တော်မှတော့ကင်မရာမကောင်းတဲ့အတွက်ဖြူဖက်ဖက်ပဲပေါ့နော်နှစ်ချက်ဆိုရင်လည်းဒါကျွန်တော်ရဲ့မစ်စ်ကအကောင်းစားလေးသုံးနိုင်တော့ပိုကောင်းတာပေါ့နော်အသင့်အသင့်သုံးနိုင်ရင်ရပါပြီဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒါဒီလောက်ပဲပေါ့နော်အဲဒီဗီဒီယိုလေးကမစ်စ်တွေအတွက်အကျိုးရှိမယ်ဆိုရင်လည်းအဲတခြားသူတွေတည်အောင် like share လေးနဲ့အားပေးကြပါဦးတောင်းဆိုရင်လည်းပဲအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တစ်ချက်ရင်ဗီဒီယို edit တဲ့နီလန်လေးကိုအသေးစိတ် အဲ့ကျွန်တော်နားလေသဘောပေါက်လွယ်အောင် sharing လုပ်ပေးပါမယ်။ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်။